ပြောရတာတော်တော်တော်တော့ဟိုချစ်တဲ့လူကခဏလောက်ရတယ်ဒီခဏတော်တော်ဟိုအနတ်တော်တော်ကိုရဲ့လူပဲတဲ့ဟိုဘယ်သူကတက်မလို့ချစ်တာလဲလောက်ပါအောင်ပြောပါအောင်သူကကိုယ်စော်ဘဝထောက်ပြနေတာလေခဏမကြောက်ဘူးလားခဏပြီးသူလူလူပဲမှာခဏပြီးသူလူလူခဏခဏလူပဲထောက်ပြနေတာလေဗျာတက်မလို့ရဲ့လူအချက်တွေထောက်ပြနေတာလေဗျာတက်မလို့ချစ်လို့အာတော်တော်ကြီးကုန်ပြပဲကျွန်တော်ကကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တတ်မပြောချင်ဘူးကြာเนาะကျွန်တော်ပြောပြမယ်အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ် ခင်ဗျားတကယ်ကြီးအဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post ကြိုက်တဲ့ post ယူလာခဲ့လားကြိုက်တဲ့ post ခင်ဗျားကျွန်တော်ကိုထောက်ပြလိုက်အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျားနဲ့ဒီဘက်ကြိုက်တဲ့ချိန်လုံးလို့ရတယ်နော်ခင်ဗျားတယောက်တည်းမဟုတ်ကြိုက်တဲ့သူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ် ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတော့ post ကိုခဏကြက်ကြက်ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာနဲ့ကျွန်တော်ဒါမကုန်းဘလို့ဟောမလဲ online debate လုပ်လို့ရတယ်နော် debate လုပ်လို့ရတယ်ကျွန်တော်ပြောပြမယ်ဗျာတက်မလို့ချစ်တယ်ဆိုတာကတက်မလို့ငါနဲ့ကြိုင်တုတ်နေတယ်တောက်တုတ်နေလို့မရတော့ကျွန်တော်ပြောချင်တာအဲ့ဒါဆိုလို့ရှိရင်တက်မလို့ဟာရှမ်းမြောက်တစ်ခွက်တည်းမှာယူဆစ်တိုက်နေတာဟုတ်နော်ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မလို့ကောင်လင်းကိုဒီလိုဆဲနေရတယ်ရှမ်းမြောက်မှာဒီကောင်ကမောင်ကိုလမ်းကြောင်းမှာဒီကောင်မောင်ကိုကူးနေတဲ့ကောင်လေသူကရှမ်းမြောက်မှာတက်မလို့နိုင်နေကြတာမဟုတ်မောင်ကိုလမ်းကြောင်းပွင့်နေကြတာ ကျွန်တော်လူတယောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူးကျွန်တော်တို့ကသတင်းဌာနဗျာဒီပါနိုင်ငံတော်အစိုးရမှ register တင်ပြီးလုပ်ထားတဲ့သတင်းဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘူးဘယ်တော့မှလည်းထည့်မပြောဘူးခဏလုံးသိအောင်သွတ်သားလိုက်တကယ်သာ तू ဟာဟုတ်လား तू ပြောလို့ तू ဟာစိတ်ကောင်းရှိပါတယ်လို့ဟုတ်လား तू ဟာဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျားကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လေဟိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကိုနိုင်ပေါ်မှာနေမင်းကစားပြောတယ်အဲ့လိုပဲကျွန်တော်ဟိုပါတီယုံလို့နေပါတီယုံကြီးတစ်ခုတည်းကနေပြီးတော့ ဲ့ယုံနဲ့ကကျွန်တော်မထွက်ရင်ပါတီအဲ့ပါတီကိုတော့မဲမပေးပါဘူးဆိုလုပ်ခဲ့တယ်ပြီးတော့ तू ကဒီဘက်မှာကြတော့ပန်းသူတွေအာ तू လောက်လူတွေကိုချစ်တာတို့ तू ကလူတွေကိုဘလို့တနာတတ်တာတို့တော့ကျွန်တော်ကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူးမပြောဘူးကပုံနေပြောကျွန်တော်တို့ကတရင်သမားတရင်မဲလုပ်တတ်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါပုံနေပြောပြရမှန်တယ်သူလည်းကျွန်တော်လည်းရံပြဖို့စိန်ခေါ်တဲ့အထိကျွန်တော်ရှိတယ်ကျွန်တော်ယောက်ျားလိုပဲကျွန်တော်ရှင်းတယ်စိန်ခေါ်တဲ့အထိအဆင့်အထိကျွန်တော်ရောက်ဘူးရဒါပေမဲ့ तू မိမဘာသူဖြစ်တယ်သူမိမဘာဖြစ်တယ်ဟုတ်လား तू ဘလို့ဖြစ်တယ်ကျွန်တော်ဘယ်တော့မှမပြောဘူး ကျွန်တော်မိန်းမအကြောင်းနေလဲသူလျှောက်ပြောတယ်မောင်ကကပေါက်ခဲ့ရတယ်နော်ကျွန်တော်ပြောပြတာကျွန်တော်တို့ကတက်မရော်ကိုချစ်တယ်ဆိုတာတက်မရော်ကိုဝေဖန်တယ်ဆိုတာကလူတိုင်းကဝေဖန်တတ်ဖို့လူတယ်တက်မရော်ကပြွင့်နေပြောရရင်မတားမတရားသားရင်လည်းဖွဲ့စည်းထားတာနော်မတရားသားရင်လည်းဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက်အမှားရှိမှာပဲမှန်တယ်အဲ့ဒီအမှားကိုထောက်ပြတဲ့နေရာမှာထောက်ပြတတ်ဖို့လူတယ်ဗျနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးဗျနော် လူကြီးတွေဒီအချိန်မှာပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မလို့အတွက်ကပုံမှန်အချိန်နေမဟုတ်ဘူးအရာအားလုံးကိုသူတို့တွေအနေနဲ့ကြိုးစားပန်းကလုပ်နေရတဲ့အချိန်ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ကြိုက်တဲ့လူထောက်ပြလို့ရတယ်တက်မလို့ကသူ့ကိုလာဖားတာဘယ်ကောင်းမှလည်းဖားမခံဘူးခဏကြိုက်တဲ့လူဖားကြည့်ပါလားဖားဖားကြည့်ပါလားကျွန်တော်တို့ကကြတော့ဘောမတယ်လို့ဖားတယ်လို့ကျွန်တော်ပြောတယ်ကျွန်တော်ဖားတာလည်းဘူးမှမပါဘူးဘောမလည်းမပါဘူးကျွန်တော်တခုတော့ရှိတယ်တချို့ကိစ္စတွေမှာတခြားလူတွေနဲ့အမြင်မတူတာရှိရရှိတယ်ကျွန်တော်ပြောချင်တာအမြင်မတူတာရှိအမြင်မတူခြင်းအမတူခြင်းပဲเนาะအဲ့ဒါကဘောမတာမဟုတ် ။ဘာလို့ကျွန်တော်တို့ကတို့နဲ့တချို့လူနဲ့အမြင်မတူဘူးဆိုတာဟာကျွန်တော်တို့ရှိမှတို့နဲ့မတူတဲ့အမြင်တွေရှိနေခြင်းပဲ။ကျွန်တော်ပြောချင်တာ။နော်။ကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေသားမှာသူကြကုတ်ကြဲယုံနေရအဲ့ကြကုတ်ကြဲယုံကန်နေတာကလည်းဘယ်သူတော့မှမဟုတ်တက်မတော်အတွက်လည်းပါတယ်ပြည်သူအတွက်လည်းပါကျွန်တော်ပြောချင်တာကျွန်တော်တို့ရှိမှတခြားနီးတက်မတော်ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ်။တခြားပုံစံနဲ့တက်မတော်ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ်။ တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောမှဒီဘောက်သူထောင်ဝင်ဝင်အောင်မကလို့သူ့ဘောက်သူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူတယောက်ကျွန်တော်အဲ့လိုလေခေါင်းနဲ့လည်းမထည့်ဘူးကြာသူ့ဘောက်သူဘာကြီးပဲဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်ခင်ဗျားတို့လည်းကျွန်တော်ပြောချင်တာတက်မလို့ချစ်တယ်ချစ်တယ်ဆိုတာတက်မလို့ချစ်တက်ဖို့လူတယ်အဲ့ဒါကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဘိုးကျော်ဆန်ပြောတဲ့စကားနော်တက်မလို့ချစ်တက်ဖို့လူတယ်ဆိုတာအချိန်လုံးကလည်းဘိုးကျော်ဆန်လည်းဒီလိုပဲပြောခံရတာပဲနော်ဂျပန်နဲ့ပေါင်းလို့ဆိုရင်ဒီလိုပြောခံရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်နဲ့တော့ပေါင်းလို့လွတ်လပ်ရေးအင်္ဂလိပ်နဲ့ပေါင်းပြီးယူလို့ဆိုဒီလိုပဲအပြောခံခဲ့ရတာပဲကျွန်တော်ပြောတာလက်ရှိမှာ ်လက်ရှိတက်မော်အကြီးကြီးတွေကလည်းသူတို့အပြောခံရခံရလိမ့်မယ်ဒါပေမဲ့အတိုင်းပြည်ရေရှည်ကောင်းသားရဲ့အတွက်သူတို့ပြောရရင်သူတို့တက်ထားတဲ့ပညာနဲ့သူတို့လုပ်ပြီးနေတာကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိရတယ်เนาะကျွန်တော်ပြောချင်တာတစ်ကဘိုးချုပ်အောင်ဆန်းလုံးအောင်အင်္ဂလိပ်ကိုတိုက်တယ်ဂျပန်ကိုတိုက်တယ်ဒါပေမဲ့သူဂျပန်နဲ့လည်းပေါင်းတယ်အင်္ဂလိပ်နဲ့လည်းပေါင်းတယ်တစ်ကတိုင်းပြည်လွတ်လပ်ရေးရဖို့အဓိကအခုလက်ရှိတက်မော်အကြီးကြီးရေဆိုတာလည်းဟာလာဒီဟာလာဒီ MNDA နဲ့ညိနေနာရှိဟုတ်လားဒီတစ်ဖက်ဒီတစ်ချက်မပေါ့ဘဲပြန်ယူရင်မအေးအေးဆိုလို့ရှိရင်လည်းဒီလိုပဲ အေးရပြီလာတယ်သူပြန်ချော့ပေးလိုက်တယ်ဒီဘက်မှာဒီနေရာလဲသူမရပုံနှဒီနဲ့ရအောင်ယူမယ်သူတို့ရှိမှအဲ့ဒီမှာရင်မဲ့ချက်ကမြန်မာနိုင်ငံဒီမိုကရေစီရောက်ရအောင်မြန်မာလူမျိုးတွေဟာခွင့်ပြုတိုးတက်ရမယ်ဒီလက်ရှိနိုင်ငံတော်အကြီးအကဲရဲ့စိတ်ထဲမှာဒါပဲရှိတယ်လို့ကျွန်တော်နေတုံးတက်တယ်အဲ့ဒီအတွက်ကိုကျွန်တော်ရဲ့စန့်ကျင်ဘက်ကတုံးတက်ခြင်းတုံးတက်လို့ရတယ်ဒါပေမဲ့တခုတော့ရှိတယ်ဟုတ်လားကျွန်တော်အနမတွေအမတွေဟုတ်လားထားတော့ကျွန်တော်မိဘတွေကျွန်တော်ရဲ့မိန်းမတွေနောက်ကျွန်တော်နေထိုင်တဲ့နေရာတွေပြောပြီးတော့ဝေဖန်ကြရမလို့ဦးလေး နော်နောက်ပြီးတက်မလို့အကြီးကြီးတွေကိုလည်းငါနဲ့ဆဲပြီးဝေဆိုင်မှာလို့ခမောက်မဝေဖန်တဲ့ရင်ခမောက်တို့လူပြောမဝေဖန်နဲ့လို့ပြောမဝေဖန်တဲ့ရင်မဝေဖန်နဲ့လို့ပြောတာကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့ရင်မဝေဖန်နဲ့လို့ပြောတာမှန်တယ်သူတို့နဲ့ကျွန်တော်ကြားမှာသဘောထားကိုယ်လည်းမို့ကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်လို့တော့ကျွန်တော်လက်မခံငါနဲ့ကြိုက်လို့တော့လက်မခံဘူးခင်ဗျာကျွန်တော်ပြောပြမယ်အဝေးကြီးမပြောနဲ့နိုင်ငံတော်မှာရှိတဲ့တက်မလို့အကြီးကြီးတွေဆိုတာဟာလားအဲ့ပခုံးကအပွင့်နေကနော်လမ်းရွယ်ဝေလာတာမဟုတ်ဘူးကြာသူတို့ပါသူတို့လားဘူကြီးဘူမှုသူအဆင့်ဆင့် စင်ကဲတာဝန်ထမ်းဆောင်ပြီးတော့မှာနော်နောက်ဆုံးရိုင်းရင်ပြောရင်မသေးလို့ဒီနေရာကိုရောက်လာကြတယ်ခင်ဗျအဲ့လိုလူမျိုးဆဲဝင်ပြောတယ်ခင်ဗျအိမ်ဘေးကမိမယူနာမည်တက်ပြီးရင်ဆဲကြည့်လိုက်အောင်ခင်ဗျဘလို့အပြစ်ဒဏ်ခံရမလဲဆိုနော်ကျွန်တော်တို့ကပွင့်လင်းပြောတော့အမှန်လေတက်မော်ကြီးကဲတွေကိုဒီလောက်စော်ကားနေလူမဖမ်းနဲ့တော့ကျွန်တော်တို့အနေနဲ့အဲ့တုန်းကတော့တကယ်ကိုအားမလို့အားမရဖြစ်ခဲ့တယ်ဖမ်းလိုက်ပြီးတော့ဖမ်းပါဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပါဗျာသူတို့လို့သူခံရတာဘူးမှန်လာလို့တာမဟုတ်ဘူးဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျကြိုက်တဲ့ဒီဘိတ်လို့လို့ရတယ်ခင်ဗျတို့ကြိုက်ပါဆိုရင်လူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့ နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျားတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမှားတယ်ဆိုကျွန်တော်ဟုတ်တရားဝင်လှုပ်လှုပ်နေရသူမဟုတ်ဘူးဆိုရင်စကားလုံးအသုံးလုံးတွေကိုပေါက်လို့ပဲသာပြောလို့မရဘူးအဲ့လိုပဲတရားဝင်မီဒီယာရေးဆိုပိုတော်သူကစီကန်းရှိတယ်စီကန်းနဲ့ထိန်းရတာရှိတဲ့ခါကျတော့တချို့အရာတွေကတစ်ဖက်ဟိုကနေပတ်သက်ပြီးသတိရှိထားပြောတာရှိမပိုင်ရင်ပြောပဲနဲ့ပိုင်မှသေချာပြောတာမျိုးလူတာပိုကောင်းတယ်ဒါမျိုးတွေပေါ့အဲ့တော့ပြောချင်တာတောင်းတောင်းတာမန်ချင်းနေမှာတော့စကားနဲ့ပတ်သက်လို့တင်စီပြောလို့ကကျွန်တော်ကလူကြောက်ကိုဆဲလိုက်တယ်တစ်ဖက်လူကကျွန်တော်ပြန်မှုဖွင့်ကျွန်တော်ထောင်းတဲ့ရောက်မှာအနည်းဆုံးတော့အချုပ်အချုပ်ထွက်ရောက်ပေါ့ဆဲလို့မရဘူးဆဲလို့ ဘသူ့အစိုးရကျွန်တော်ဆဲပလိုက်တယ်။နာမည်တက်ပြီးဆဲပလိုက်ဆိုအဲ့လိုဆဲဥပဒေကြောင့်ကညိမှာ။ဥပဒေကြောင့်ညိပါဆို။ तू ကအစကတည်းကဥပဒေမှာရှိထားပြီးသား။လူပုဂ္ဂိုလ်တူတယောက်ကိုဆဲဆိုတာလုံးလို့မရဘူး။ဆဲဆိုလိုက်ပြီးဆိုတဲ့ဥပဒေကြောင့်ရာ तू ကညိနေပြီ။ညိနေပြီဥပဒေကြောင့်က။ तू မဟုတ်တာတွေကသူ့ကိစ္စ။ဒါပေမဲ့ဆဲဆိုမှန်ရိုင်းမှုကကိုယ့်အလုပ်။အကိုကနေထိုင်နေအမှုခေါင်းရ။အဲ့ဒါပုံမှန်ဖြစ်နေကြ။ဥပဒေထဲမှာပါပြီးရှိပြီးသား။မကြိုက်တော့မကြိုက်ကြဘူးပြန်လို့ရတယ်။တို့တော့မကြိုက်တာကိုမကြိုက်ကြောင်ပြောပြီးမြဲတီစဲအစိုးရအာဏာရဲ့ဘောစီမှာဆဲဆိုရန်ကားတာချတော့ဥပဒေတွေကိုကြော်သွားတာ အဲ့ဒါပြန်လာတာဒါလေးတော့တဏှိထားကြဖို့တော့ဘယ်နဲ့ငပိကြော်စားရမလဲမသိဘူးเนาะငပိကြော်လေးပါလေလာဖို့ကြအောင်တကယ်တော့ပါသွားရင်တော့အယောဒီမှာ